င်္ဂလာပါခင်ဗျာ နောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်စိုင်းခင်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်2026မှာအမေရိကန်နိုင်ငံဟာဒုက္ခသည်အရေအတွက်စံချိန်တင်အ ਨੇ ဆုံးပမာဏအဖြစ်8500သာလက်ခံသွားမှာဖြစ်ပါတယ်တက်ငယ်လိန်ရှုပ်တော်ပုံတွေကြောင့်ပြည်ထိုင်ပြည်ရဲ့ညီတော်အန်ဒရူးကိုတော်ဝင်မင်းသားဘွဲ့ရုပ်သိမ်းပြီးတော့အိမ်တော်ကနေနှင်ထုတ်လိုက်ပါတယ်တရုတ်ရဲ့ တနိုင်ငံစနစ်နှမျိုးမူကိုလက်မခံဘဲခုခံကာကွယ်သွားမယ်လို့ထိုင်ဝမ်သမ္မတကပြောကြားလိုက်ပါတယ်။2026ဘန်နာနဲ့အတွင်းမှာအမေရိကန်နိုင်ငံဟာဒုက္ခသည်အရေအတွက်စံချိန်တင်အ ਨੇ ဆုံးပမာဏအဖြစ်8500သာလက်ခံသွားဖို့သမ္မတဒေါ်နယ်ထရန့်ကသတ်မှတ်ထားတယ်လို့အိမ်ဘီရောကအော်တိုဘာလ30ရက်နေ့မှာ ထုတ်ပြန်တဲ့မှတ်တမ်းမှာဖော်ပြထားပါတယ်။ စက်တင်ဘာလ30နေ့ရက်စွဲနဲ့မှတ်တမ်းတင်ထားပြီးတော့တလာနီးပါအကြမှာထုတ်ပြန်လိုက်တဲ့ဒီဆုံးဖြတ်ချက်မှာထရန့်ဟာတောင်အာဖရိကနိုင်ငံကအာဖရိကာနာလို့ခေါ်တဲ့လူပြူလူနည်းစုကိုဦးစားပေးလက်ခံမှုပြောဆိုထားမှုပါပါရှိပါတယ်။လူမဲလူများစုဖြစ်နေတဲ့တောင်အာဖရိကနိုင်ငံမှာအာဖရိကာနာလူပြူတွေဟာလူမျိုးရေးအရခွဲခြားဆက်ဆံခံရတယ်လို့ထရန့်ကဆွဆွဲထားပါတယ်။တောင်အာဖရိကအစိုးရကတော့ဒီဆွဆွဲချက်ကိုညှင်းဆို့ထားပါတယ်။ ထရဟာဇန်နဝါရီလသမရဖြစ်ကလေးကဒုက္ခသည်လက်ခံမှုအားလုံးကိုရက်ဆိုင်ထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့တောင်အာဖရိကကလူပြူတွေကိုလက်ခံပေးခဲ့တဲ့အတွက်ဝေဖန်မှုတွေရှိခဲ့ပြီးဒီစီဇန်ကစက်တင်ဘာလအစောပိုင်းအထိအာဖရိကနာ138ဦးအမေရိကန်ကို ဝင်ရောက်ခဲ့ပါတယ်ထရန့်သတ်မှတ်ထားတဲ့အရေးအတွက်ဟာသမရဟောင်းဂျိုးဘိုင်ဒန်လက်ထက်2024ဘန်နာနှစ်မှာဒုက္ခတွေသသိမ်းလက်ခံခဲ့တာနဲ့အင်မတန်ကြွာချနေပါတယ် ဒီမိုကရက်အမတ်တွေကတော့ထရန့်ရဲ့ဆုံးဖြတ်ချက်ဟာကွန်ဂရက်လွတ်တော်နဲ့ကြိုတင်တိုင်ပင်ခြင်းမရှိဘဲလှုပ်ဆောင်တာဖြစ်လို့တရားမဝင်သလိုအကျုံးမဝင်ဘူးလို့ဝေဖန်ထားပါတယ်ခင်ဗျာတက်ငယ်မရေးမှုနဲ့လိန်ကုံကူးမှုကျူးလွန်သူ Jeffrey Epstein နဲ့ပတ်သက်နေတဲ့အတွက်ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့ပြည်ထောင်ချားဘီရဲ့ညီတော်မင်းသားကြီး Andrew ကိုတော်ဝင်မင်းသားဘွဲ့အဆောင်ရောင်တွေရုတ်သိမ်းပြီးတော့ သူ့ရဲ့အိမ်တော်ကနေနှင်ထုတ်လိုက်ပါတယ်။ဘုရင်ညီတော်ကိုအခုချိန်ကစလို့အင်ဒရူးမောင်းဘတ်တန်ဝင်းစာဆိုတဲ့အရသားနာမည်နဲ့လာခေါ်ဝေါ်ရမှာဖြစ်ကြောင်းဘက်ကင်ဟမ်နန်းတော်ကအော်တိုဝါလာ30ရက်နေ့ညပိုင်းမှာကြေညာချက်ထုတ်ပြန်ပါတယ်။အခုလအစောပိုင်းကတည်းကအင်ဒရူးဟာယော့ခ်နယ်စာဘွဲ့အပါဝင် အချာတော်ဝင်ယာဒူးတွေကိုစွန့်လွတ်ခဲ့ရပြီးဖြစ်ပါတယ်။တမပြည့်လိန်အရှုပ်တော်ပုံမှာထိခိုက်ခဲ့ရသူတူဖြစ်တဲ့ ဗာဂျီးနီးယားဂျူဖရီကိုကူကူတတ်သေးသွားပြီးနောက်ပိုင်းမှာမှ ထုတ်ဝေတဲ့သူ့ဘဝဇာတ်ကြောင်းစာအုပ်ထဲမှာသူဟာဆယ်ကျော်သက်အရွယ်တုန်းကအင်ဒရူးနဲ့သုံးငိမ်တိတိလိန်ဆက်ဆံခဲ့တယ်လို့ရေးသားထားပါတယ်။အင်ဒရူးဘက်ကတော့ဒီဆွဆွဲချက်တွေကိုအမြဲငင်းဆိုခဲ့ပါတယ်။နန်းတော်ရဲ့ထုတ်ပြန်ချက်အရအခုခါအင်ဒရူးဟာ Royal Lodge အိမ်တော်ရဲ့ငားရမ်းခွင့်ကိုလက်လွတ်ရမှာဖြစ်ပြီးတော့ Charles Bing ကကိုပိုင်ငွေကြေးနဲ့စီစဉ်ပေးတဲ့အင်ချမ်းမြေဝင်းထဲကတီးသန့်နေရာတစ်ခုကို ်ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။သူ့ရဲ့ဇနီးဟောင်းဆာရာဖာဂူဆန်လဲ Royal Lodge ကနေရွှေ့ပြောင်းပေးရမှာဖြစ်ပြီးတော့သူ့ရဲ့နေထိုင်ရေးကိုကိုယ်တိုင်စီစဉ်ရမှာဖြစ်တယ်လို့သိရပါတယ်။ Andrew ရဲ့သမီးတော်နှစ်ဦးကတော့မင်းသမီးဘွဲတွေကိုဆက်လက်ရရှိမှာဖြစ်ပြီးတော့ Andrew ကိုယ်တိုင်လဲထီနန်းဆက်ခံွက်အဆင့်ရှစ်နေရာမှာဆက်ရှိနေုံမှာဖြစ်ပါတယ်။နန်းတော်ရဲ့ထုတ်ပြန်ညတဲ့မှာ Andrew ဘက်ကစွဆဲချက်တွေကိုဆက်လက်ညှင်းဆုံနေပေမဲ့ဒီအရေးယူမှုကိုလိုအပ်လို့လှုပ်ဆောင်ရတာဖြစ်တယ်လို့ ်ညနာသူတွေဘက်ကရက်တည်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာထိုင်ဝမ်ဟာတရုတ်ရဲ့တနိုင်ငံစနစ်နှမျိုးမူကိုပယ်ချပြီးတော့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကိုထိန်းသိမ်းပြီးတော့ကိုယ့်ကိုယ်ကိုခုခံကာကွယ်ဖို့ဆုံးဖြတ်ထားတယ်လို့ထိုင်ဝမ်သမ္မတလိုင်ချင်းတဲကအော်တိုဘာလ31ရက်နေ့မှာပြောကြားလိုက်ပါတယ် ထိုင်ဝမ်ပေါ်အင်အားသုံးဖို့ကိုလုံးဝမပယ်ချဘူးလို့တရုတ်ပြောခွင့်ရပုဂ္ဂိုလ်ကသတိပေးခဲ့တဲ့အပေါ်တုံ့ပြန်ပြောဆိုတာဖြစ်ပါတယ်။ဟောင်ကောင်နဲ့မကာအိုမှာကျင့်သုံးသလိုမျိုးကိုပိုင်အုပ်ချုပ်ခွင့်ရစနစ်တစ်မျိုးနဲ့ပြည်မာကြီးလက်အောက်မှာနေမယ်ဆိုရင်တော့ညင်ညင်သာသာအုပ်ချုပ်မယ်လို့ဂရိတွေပေးတဲ့စောင်းမားတွေတရုတ်နိုင်ငံပိုင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးမှာအခုလိုမှတ်ချက်ပေးထားတာဖြစ်ပါတယ်။ထိုင်ဝမ်မြောက်ပိုင်းဟူကိုစစ်ကမ်းမှာအမေရိကန်လို့ M1A2T အေဗရန်တင်ကားအစ်စ်တွေတက်တော်ဝင်တဲ့အခမ်းအနားမှာသမရလိုင်ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ရန်စကျူးကျော်သူတွေရဲ့တောင်းဆိုချက်တွေကိုလက်ခံပြီးတော့အချုပ်ချာအာဏာကိုဆွန့်လွှတ်လိုက်မယ်ဆိုရင်ငြိမ်းချမ်းရေးရမှာမဟုတ်ပါဘူး။ဒါကြောင့်ကျုပ်တို့ဟာဂုံသိက္ခာရှိရှိခိုင်ခိုင်မာမာနဲ့ပုံနေမြဲကြားနေမြဲအခြေအနေကိုထိမ့်သိမ်းရမယ်။သိမ့်ပိုက်တာရန်စကျူးကျော်တာအာဓမ္မပေါင်းစည်းဖို့လှုပ်တာကိုခိုင်ခိုင်မာမာစန့်ကျင်ရမယ်လို့လိုင်ကထိုင်ဝမ်စစ်တီတော်တွေကိုပြောကြားခဲ့ပါတယ်။ ်တရားဝင်အမည်အားဖြင့်တရုတ်သမ္မတနိုင်ငံ Republic of China ROC လို့ခေါ်တဲ့ထိုင်ဝမ်နဲ့တရုတ်ပြည်သူသမ္မတနိုင်ငံ People's Republic of China PRC လို့ခေါ်တဲ့တရုတ်ပြည်မာကြီးတို့ဟာဘယ်သူကမှတခြားသူရဲ့လက်အောက်ခံမဟုတ်ဘူးလို့ပါမှတ်ချက်ပေးခဲ့ပါတယ်။ထိုင်ဝမ်ရဲ့အချုပ်အခြာအာဏာကိုစော်ကားသိမ်းယူလို့မရပဲထိုင်ဝမ်အနာဂတ်ကို ပြည်သူတွေကပဲဆုံးဖြတ်ပေးပါလိမ့်မယ်လို့ LINE ကပြောကြားခဲ့ပါတယ်ခင်ဗျာ။ပေလဲခုစောစုတွေ့ ်အစ္စရေးဘာသာရေးကျောင်းသားတွေစစ်မှုထမ်းကင်းလွတ်ခွင့်ဆက်ရရှိဖို့ဂျေရုဆလင်မြို့မှာအော်တိုဝါလ30ရက်နေ့ကဟာရတီဂျူးသိမ်းချီပြီးတော့လမ်းပေါ်ထွက်ဆန္ဒပြခဲ့ပါတယ်ဘာသာရေးအလွန်တင်းကျပ်ပြီးတော့ဂျူးဥပဒေနဲ့ရိုးရာဒလိတွေကိုလိုက်နာတဲ့ဟာရတီဂျူးတွေကို Ultra Orthodox ဂျူးတွေလို့လည်းသုံးထုံးကြပါတယ် Ultra Orthodox ကျန်းစာသင်ကျောင်းသားတွေစစ်မှုထမ်းကင်းလွတ်ခွင့်ပေးတဲ့အစဉ်လာဟူ အစ္စရေးဆိုရကဥပဒေကြောင်းရရောနိုင်ငံရေးအရာပါအဆုံးသတ်ဖို့စ조사လာချိန်မှာအခုလိုဆန္ဒပြပွဲကြီးဖြစ်ပွားခဲ့တာဖြစ်ပါတယ်ဒီဆန္ဒပြပွဲကြောင့်ဂျေရုဆလင်မြို့အဝင်အ धिक လမ်းမကြီးတွေအပါအဝင်လမ်းတွေပိတ်ဆို့သွားခဲ့ပါတယ်ဟာရဒီဂျူးတွေကတော့သူတို့အနေနဲ့ဘာသာရေးကျမ်းစာတင်ကြားမှုနဲ့ဆူတောင်းမှုတွေကတဆင့်နိုင်ငံကိုအကာအကွယ်ပေးနေတယ်လို့ခုခံထားပါတယ်အစ္စရေးကဂါဇာနဲ့လက်ဗနွန်မှာထိုးစစ်ဆင်ခဲ့ချိန်ဒီလူတွေစစ်မှုထမ်းကင်းလွတ်ခွင့်ရနေတဲ့ပေါ် လူမှုမကျေနပ်မှုမြင့်တက်လာခဲ့ပါတယ်။အစ္စရေးမှာအသက်16နှစ်ပြည့်ပြီးသူဂျူးများစုဟာယောက်ျားမိန်းမမခွဲဘဲစစ်မှုထမ်းဖို့လိုအပ်ပါတယ်။အာထရာအော်တိုဒေါက်ဂျူးအမျိုးသားတွေကိုပါစစ်မှုထမ်းစုဆောင်းရမယ်လို့တရားရုံးချုပ်ကမှနစ်ကဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်စစ်တပ်ကဟာရဒီလူငယ်အမျိုးသား8000ကိုစစ်မှုထမ်းဖို့အကြောင်းကြားစာတွေပို့ခဲ့ပေမဲ့အများစုက လာရောက်သတင်းပို့ခြင်းမရှိပါဘူး။ဒီလိုစစ်မှုထမ်းတာဝန်ကိုရှောင်တိန်သူတို့ ဖမ်းဆီးခံခဲ့ရတာကြောင့်လည်းဝကြည်နှမ်းမှုတွေပုံမူကြီးထွားလာခဲ့တာဖြစ်ပါတယ်ခင်ဗျာမဲလစာဟာရီကိန်းမုန်တိုင်းကြောင့်ကာရီဘီယံဒေသမှာတေဆုံးသူ49ဦးထက်မနည်းရှိလာပြီလို့တရားဝင်ထုတ်ပြန်ချက်တွေအရသိရပါတယ်ကက်တဂိုရီ2အဆင့်ရှိတဲ့ဒီမုန်တိုင်းဟာတနအီမိုင်းတရားနှုံးနဲ့ပြည်ထိုင်ပိုင်းဘာမျူရာကျွန်းစီကိုဥတီထွက်ခွာသွားပါတယ်မဲလစာဟာ ကာရေဘီယံရဲ့တတိယအပြင်းထန်ဆုံးနဲ့အနည်းဆုံးရွေလျားခဲ့တဲ့မုန်တိုင်းဖြစ်လို့ဂျမေကာ ကျူးဘားနဲ့ဟေဒီနိုင်ငံတွေမှာပျက်စီးဆုံးရှုံးမှုများပြားခဲ့ပါတယ်။မုန်တိုင်းဓာတ်ရိုက်မဝင်ပေမဲ့မိုးသီးထန်ခဲ့တဲ့ဟေဒီမှာလူ30အနည်းဆုံးသေဆုံးခဲ့ပြီးတော့နောက်ထပ်အယောက်20လောက်ပျောက်ဆုံးနေပါတယ်။ဂျမေကာနိုင်ငံမှာလည်းသေဆုံးသူ19ဦးရှိခဲ့ပါတယ်။ကျူးဘားအရှေ့ပိုင်းမှာတော့လူ9သိန်းကျော်ကြိုတင်ပြောင်းရွှေ့ထားခဲ့လို့သေဆုံးသူမရှိပေမဲ့အိမ်နဲ့ သီးနှံတွေပျက်စီးခဲ့ပါတယ်။အနောက်ကာရေဘီယံဒေသတစ်လျှောက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးဒေါ်လာ48ဘီလီယံကနေ52ဘီလီယံကြားရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ကမ္ဘာအစင်းရဲဆုံးနိုင်ငံတွေဟာဖလုံအိမ်ဓာတ်ငွေထုတ်လုပ်မှုအ ਨੇ ဆုံးဖြစ်ပေမဲ့လည်းယာတိဥဒ္ဓပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ဒဏ်ကိုအဆိုးဆုံးရင်ဆိုင်နေရတယ်လို့သိပ္ပံပညာရှင်တွေကထောက်ပြထားပါတယ်။ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့အကူအညီဒါမှမဟုတ်ကျွေးမြေတက်တာခွင့်ပုံစံနဲ့ နင့်နာကြီးပေးဖို့ကာရီဘီယံခေါင်းဆောင်တွေကတောင်းဆိုထားကြပါတယ်ခင်ဗျာဒီမိုကရက်တွေအတွက်အကြောက်စရာအကောင်ဆုံးဟာထရန့်ဖြစ်တယ်ဆိုတာဝါရှင်တန်ဟောလိုဝင်းပွဲတော်ကသက်သေခံနေတယ်လို့ရိုက်တာသတင်းကနောက်ပြောင်သုံးနှုန်းခဲ့ပါတယ်ဒီမိုကရက်တစ်ပါတီပေါ်ထောက်ခံမှုအထူးများပြားတဲ့အမေရိကန်နိုင်ငံရဲ့အစိုးရရုံးဆိုင်ရာဝါရှင်တန် DC ရဲ့ဟောလိုဝင်းပွဲတော်မှာကြောက်စရာမြင်ကွင်းတွေကိုဖော်ကျူးတဲ့အခါ နိုင်ငံရေးကအဓိကလွှမ်းမိုးတာဟာထုံတန်းဆင်လာတစ်ခုလည်းဖြစ်ပါတယ်။ဒေသခံတွေကတော့ဒီမိုကရေစီအတွက်ချိန်ချောင်းမှုလို့ရှုမြင်တဲ့ကိစ္စတွေကိုဆန္ဒပြဖို့အတွက်ဒီပွဲတော်ကိုအသုံးချနေကြပါတယ်။အသက်86နှစ်ရွယ်ဒေသခံတို့ကတော့ Trump ရဲ့ budget ဖျက်တောက်မှုတွေကြောင့်ရက်ဆိုင်သွားတဲ့ USAID နဲ့ကျမ်းမာရေးနဲ့သိပ္ပံသုတေသနလိုအစိုးရစီမံကိန်းတွေအတွက်တေဆုံးခြင်းအထိမ့်မှတင်းချိုင်းပုံစံဖော်ကျူးထားပါတယ်။ ဂျော့ချ်တောင်းရက်ကွက်ကအိမ်တိမ်မှာတော့စက်ကက်လူပြက်ကိုရွေးလိုက်ရင်စက်ကက်ပွဲပဲကြည့်ရမယ်ဆိုတဲ့စိုင်းပုံးနဲ့တူကြောက်စရာစက်ကက်လူပြက်ရုပ်တွေထားပြီးတော့ထရန့်အစိုးရကိုလှောင်ပြောင်ထားတာတွေ့ရပါတယ်။ဒါအပြင်ထရန့်ရဲ့မူဝါဒတွေအစိုးရအလောက်ကိုင်းရှော့ချမှုတွေအပေါ်ဝေဖန်တာတွေနဲ့ကာကွယ်ဆေးတွေကိုဝေဖန်သူဖြစ်တဲ့ကျမ်းမာရေးဝန်ကြီး Robert F Kennedy Jr. ကိုလှောင်ပြောင်ထားတဲ့တရုတ်ဖော်မှုတွေလည်းရှိပါတယ်။ Washington မြို့တော် area ဟာ ထရရဲ့အစိုးရအသုံးစိတ်ဖြတ်တောက်မှုဒဏ်ကိုအဓိကခံရတဲ့နေရာဖြစ်ပါတယ်။ဒီမျိုးမှာမဲပေးသူ90ရာခိုင်နှုန်းကဒီမိုကရက်တစ်ပါတီထောက်ခံသူတွေဖြစ်ပါတယ်ခင်ဗျာ။တရုတ်ရဲ့ရှန်ကျို21လူလိုက်ပါအာဂါသာခီးစင်မှာထရန်ကုံအာဂါသာစခန်းကိုကျွက်၄កောင်ပထမဆုံးအချိန်ထဲ့သွင်းစေလွတ်သွားမယ်လို့စီမံကိန်းပြောခွင့်ရပုဂ္ဂိုလ်ကအတည်ပြုပါတယ်။第一次上哺乳动物啊小老鼠要验证它在轨 能不能正常的生活？အော်ဒီဝါလာ30တည့်နှစ်မှာလွတ်တင်တဲ့ဒီကြီးစင်မှာတရုတ်ရဲ့အသက်ငယ်ဆုံးအာဂတရင်မှုဖြစ်1993ခုနှစ်မှာမွေးဖွားသူတူဦးလိုက်ပါမှာဖြစ်ပါတယ်။ပါကစ္စတန်အာဂတရင်မှုတူဦးကိုလည်းစကမ်းမှာကာလာတိုမစ်ရှင်အတွက်ခေါ်ယူသွားမှာဖြစ်ပါတယ်။အာဂတစူးစမ်းလေးလိုက်နေပယ်မှာတရုတ်ကလှလင်းမြန်မြန်တိုးတက်လာခဲ့ပြီးမှာ အမေရိကန်ကလည်းတရုတ်ထက်အရင်လဘော်ကိုလူပြန်လှုပ်ဖို့စူးစမ်းနေပါတယ်။ ဒါပေါ်မှာရှာဖွေတူးဖော်ရေးအတွက်လဲအမေရိကန်ဥဆောင်တဲ့ Artemis သဘောတူညီချက်နဲ့တရုတ်ရုရှားဥဆောင်တဲ့အပြည်ပြည်ဆိုင်ရာလတုဒေသနာစခန်း ILRS ဆိုပြီးတော့အပြိုင်ဖြစ်နေပါတယ်။ကမ္ဘာပတ်လမ်းမှာရှိနေတဲ့နိုင်ငံတကာအဂတာစခန်း ISS မှာပူပေါင်းဆောင်ရွက်ဖို့အမေရိကန်ကတားမြစ်ထားတာကြောင့်တရုတ်နိုင်ငံဟာကောင်းငင်နန်းတော်လို့အဓိပ္ပာယ်ရတဲ့ထရန်ကုန်းကိုပိုင်အဂတာစခန်းကို တိဆောက်ထားတာဖြစ်ပါတယ်ခင်ဗျာကမ္ဘာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ဆိုင်းခင်တွေပါ